လုံးမင်္ဂလာပါဗျာဘောဝနီနီမိညာနေပြန်လည်ကြိုဆိုပါရစ်ဗျာဒီနေ့မှာတော့ Viber တို့ Messenger တို့ကနေဗီဒီယိုခေါ်မရဗီဒီယိုကောခေါ်မရဘူးအတန် Voice Message ပို့မရဆိုတဲ့မိတ်ဆွေများ Permission ဖွင့်နေလေးများပြီးမှဖြစ်ပါတယ်တကယ်တော့ Viber တို့ Messenger တို့အဲစာပြေပေါ်တော့ Telegram တို့စာပြေကျွန်တော်တွေအဲ့ဒါလေးကျွန်တော်တွေဗီဒီယိုကောတွေကျွန်တော်တို့တွေအာ ဟို voice message တွေပို့ရဖို့အတွက် permission လေးတွေဖွင့်ပေးဖို့လိုပါတယ်အဲ့တော့တိပတမိတ်ဆွေများပါတယ်ဗျာအဲ့တော့မသိသေးမသိသေးတဲ့မိတ်ဆွေများအတွက်မြောက်ပခြင်းဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးကျွန်တော်တွေ fiber software ရှိတယ် fiber software လေးကိုတစ်ချက်လောက်ဖိထားလိုက်မယ်ပြပြီးလို့ရှိရင်ကျွန်တော်တွေကျွန်တော်တွေ app info ပေါ့เนาะ app info ကိုကျွန်တော်တွေ sorry ာကျွန်တော်ဖိတက်လိုက်မယ်ပြီးဒီမှာရှိတဲ့ app info လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ဒီနေရာရောက်လာပြီဒီနေရာရောက်လို့ရှိရင်ကျွန်တော် permission လေးတွေပေးပြရမှာဖြစ်ပါတယ်အဲပေးဖို့အတွက်ဒီမှာ loaded ဒီကောင်လေးကိုအရင်ဆုံး yes ပေးမယ်နော်တော့ကျွန်တော်တော့ဒီမှာ yes ပေးထားတယ် okay ဒီမှာနော် okay အဲကျွန်တော်တို့ဒီကဖွင့်ရမယ် permission ကတော့ဒီမှာပေါ့နော် permission ဖွင့်ပြရမယ်ဆိုတော့ဒီမှာပေါ့နော် okay ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော် အနည်းလည်းမဆိုရင်ဒီမှာကျွန်တော်တို့ကဒီမှာ load permission နဲ့အကုန်ဖွင့်ပေးတာမှဖြစ်ပါတယ်ဒီနေ့မှအနီပါလို့မရဘူးเนาะအကုန်လုံးအဲဒီမှာကြည့်လိုက်ဒီဟာဆိုရင်ဒီမှာကင်မရာပေါ့နော်အဲကင်မရာလေးခုံမြောက်ဆိုရင်ဒါလေးကိုအမန်ချစ်ပေးရမယ်မိုက်ကရိုဖုန်းအမန်ချစ်ပေးမယ်ဖိုတိုအန်ဗီဒီယိုအမန်ချစ်ပေးမယ်မျိုးစင်အော်ဒီယိုအမန်ချစ်ပေးမယ်မက်ဆင်ကျွန်တော်မက်ဆင်အမန်ချစ်ပေးမယ်ခွန်တက်အမအားလုံးပေါ့နော်တကယ်တကယ်အကုန်လုံးကျွန်တော်တို့က အမှန်ရှိပေးထားမှာဖြစ်ပါတယ်ပြီးအောက်ဆုံးအာသာပါမရှင်လေးကိုတစ်ချက်လောက်နေလိုက်ပြီးတော့ဒီလိုပေါ့နော်အနီဒီတစ်ခုမှချမ်းမထားနဲ့အကုန်ဆင်းအောင်လုပ်လိုက်ပါဒီကောင်ဆုံးနဲ့အလောင်းပေးလိုက်အဲဒီကောင်ဆုံးလို့ရှိရင်လည်းအလောင်းပေးလိုက်ပါနော်ကိစ္စမရှိဘူးဒီကောင်လေးကိုဆင်းနဲ့အလောင်းပေးလိုက်ရတယ်နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့အကုန်လုံးကျွန်တော်အလောင်းပေးပေးလိုက်ပြီနော်โอเคဒါဆိုလို့ရှိရင်တော့အဆင်ပြေတော့ပါပြီဗျအခုလိုမျိုးပေါ့နော်အမြင်နဲ့အလောင်းပေးထားရမယ်ဒီမိုက်ခရိုဖုန်းလည်း မိုက်ခရိုဖုန်းလည်းကျွန်တော်တို့ဒီမှာတော့เนาะဒီအောက်ဆုံးဟာလေးထားမယ်เนาะ app ကိုထားမယ်เนาะ okay အဲ့ဆိုလို့ရှိရင်တူကကျွန်တော်ကျွန်တော်တို့တွေဟိအလွယ်တကူပဲခေါ်လို့ပြောလို့ရမယ်ဗီဒီယိုကောရမယ် voice message တွေအလွယ်တကူရမှာဖြစ်ပါတယ်ဗျာဒါတော့ကျွန်တော်တွေ Viber ပဲဖြစ်ပါတယ်နောက်တစ်ခုတော့ Messenger ဖြစ်ပါတယ်အဲ့တော့ Messenger လေးကိုကျွန်တော်တစ်ချက်ဖိလိုက်မယ်ခုနလိုပဲဟိုကျွန်တော် app info တွေသွားမယ်ဒီမှာမဟုတ်တော့ကျွန်တော်တွေဒီမှာအဲ့ဒီနေရာလောက်အားလုံးမသိမယ်ထင်ပါတယ်ပြီးတော့ပါ permission ရှိပါတယ် permission လေးကိုနှိပ်လိုက်မယ် အဲဒီမှာဆိုလို့ရှိရင်လည်းအနီပြနေပေါ့နော်အဲ့တော့နီပြနေကျွန်တော်တို့ဒီကောင်လေးကိုလည်းအစိမ်းလေးတွေဖြစ်အောင်လုပ်မယ်နော်စိမ်းလေးတွေဖြစ်အောင်လုပ်မယ်တော့ကျွန်တော်တို့ contact တွေ phone number တွေရဲ့အစိမ်းလေးတွေဖြစ်အောင်လုပ်လို့ရအောင်နော်ဒီမှာစိမ်းလေးဖြစ်အောင်အဲဒီကောင်လုပ်လို့ရအောင်နော် allowance တွေ permission တွေပေးလိုက်မယ်နော် allowance တွေ permission တွေပေးလိုက်မယ်အဲ့တော့ဒီ other permission မှာလည်းကြည့်လိုက်ပါโอเคဒါဆိုလို့ရှိရင် အဲဒီမှာကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ကျွန်တော်တို့ပေးရမယ့်ဟာတော့ဖုန်းဖုန်းရဲ့မနော်ကျွန်တော်ကျွန်တော်ပြပေးမယ်အဓိကကျွန်တော်တို့ပေးရမယ့်ဟာတော့ဒီမှာဖုန်းရဲ့မဖုန်းနော်ဖုန်းရဲ့ကျွန်တော်ရေ message ရဲ့ music and audio ရဲ့ပြီးတော့ဒီမှာ photo and video ရဲ့ microphone ရဲ့ အဲပြီးလို့ရှိရင်ဒီမှာကင်မရာပေါ့နော်အဲကင်မရာ asset ကင်မရာဒီဟာလေးတော့အရေးကြီးတဲ့ဟာလေးပဲဖြစ်ပါတယ်ဒီဟာလေးတော့မဖြစ်မနေဘူးပေးထားမှာဖြစ်ပါတယ်ဗျာနော်မဖြစ်မနေပေးထားမှာဖြစ်ပါတယ်ဝင်လိုက်ရင်အောက်မှာ when you when you when using the app ကိုဒီဟာလေးကိုအမှန်ချစ်ပေးထားမှာဒီဟာလို့သွားနေလိုက်လို့ရှိရင်တော့ပြောလို့မရတော့ဘူးဒီဟာလေးကိုအမှန်ချစ်ပေးထားမှာဖြစ်ပါတယ်နော် okay ဒါဆိုရင် အားလုံးအားလုံးအဆင်ပြေမယ်ထင်ပါတယ်ဒါဆိုရင်အာမစင်ညာပြီးပြီဆိုတော့ကျွန်တော် Telegram လေးတစ်ချက်သွားကြည့်မယ်နော် မတေကံမလဲတေကံလေးဖိတာမယ်ခုနလိုပဲအဲကျွန်တော်တွေအင်ဖိုတဲ့သွားမယ်အဲကျွန်တော်အင်ဖိုတဲ့ရောက်လာပြီဆိုလို့ရှိရင်ဒီဒီမှာဆိုလို့ရှိရင်တော့သူရဲ့ notification ကဒီမှာကျွန်တော်ပိတ်ပိတ်ထားတယ်เนาะဒါကတော့ပိတ်ထားလိုက်ရတယ်ဖွင့်ထားလိုက်ရပါတယ်เนาะဖွင့်နိုင်တော့သူများပို့တော့ဒီခါလေးသိရတာပေါ့เนาะအဲ့တော့အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေအဲသူ့ရဲ့အရေးကြီးတဲ့အချက်ကတော့ကျွန်တော်ပြပေးမယ် နော်ဒီဒီမှာပေါ့ဗျာဒီမှာနော် permission ရှိတယ် permission ကိုလည်းဒီမှာကျွန်တော်အဓိကအကုန်လုံး on ပေးထားပါတယ်အဲကျွန်တော်ကျွန်တော်မိတ်ဆွေများကကျွန်တော်တို့ by message ပို့မရဘူးဒီတော့ခေါ်မရဘူးဆိုရင်ဒီကောင်လေးကို on ပေးမယ်ဒါလေး on ပေးမယ် on ပေးမယ်ဒါလည်း on မယ်ဒါလည်း on မယ်ဒါလည်း on မယ်ဖြစ်ရပါတယ်ဒီကျွန်တော်ဒီဟာလေးလေး on on ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကအာကျွန်တော်တို့ video call တွေခေါ်လိုက်ရမယ်အတန် by message တွေပို့လို့ရမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော် camera အဆက်ကိုနှိပ်မယ်ဆိုရင်အောက်အောက်ကလေးထားမယ်ဒီမှာ photo ဆိုတော့ဒီကောင်လေးထားမယ် အဲဒီကဖုန်းဆိုလို့ရှိရင်လည်းဒီမှာတော့ all way along လေးပေးမယ်ဒါမှသာရင်ကျွန်တော်ဖုန်းလေးခေါ်လို့ရမယ်ဗီဒီယိုကောလေးခေါ်လို့ရမှာဖြစ်ပါတယ်ဗျ okay ဒါလောက်ဆိုအားလုံးသိသွားပြီထင်ပါတယ်တကယ်တော့ဒါအရန်လွယ်ပါတယ်ဗျမသိသေးတဲ့မိတ်ဆွေများတဲ့မျှော်ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်စင်ပေနဲ့ like and subscribe နေပြီးအပေးကြပါအောင်ဗျအဲနောက်နောက်ပြီးတော့မှလည်းခုလိုမျိုးကျွန်တော်ကောင်းမွန်တဲ့ဗီဒီယိုလေးနဲ့ပြန်လာပါအောင်မယ်နင်းမြတ်ဗီဒီယိုနဲ့ပြန်လာပါအောင်မယ်ဗျစောင့်ပေးပါအောင်ဗျကြည့်ပေးပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ